နောက်ထပ်သတင်းတပုတ်အနေနဲ့လက္ခဏာပေါ်ကအရင်းမြင့်များအတွက်တရုတ်နဲ့အမေရိကန်ပြိုင်ဆိုင်မှုပြင်းထန်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံတို့ဟာလက္ခဏာမျက်နှာပြင်ကိုဥစွာရောက်ရှိရေးအတွက်အပြင်းထန်ပြိုင်ဆိုင်နေကြပြီးဤပြိုင်ဆိုင်မှုဟာအာကာတနယ်ပယ်မှာကြီးမားသောပထဝီနိုင်ငံရေးတက်ရောက်မှုများကိုဖန်တီးလာနိုင်ပွဲရှိပါတယ်။အမေရိကန်က2028ခုနှစ်မှာလက္ခဏာတို့ပြန်လည်ရောက်ရှိရန်ရွယ်ထားပြီးတရုတ်နိုင်ငံက 2030ပြည့်နှစ်မှာရောက်ရှိရန်မျှော်မှန်းထားကြောင်းသိရပါတယ်။လကဘာသို့တွားရောက်ရတဲ့ရည်ရွယ်ချက်မှာ သိပ္ပံပညာတိုးတက်ရေးတက်တက်မဟုတ်တော့ဘဲအလွန်တန်ဖိုးရှိတဲ့တည်ရန်စာတများကိုတူးဖော်ရန်ပုဂ္ဂလိကကုမ္ပဏီများကစိတ်အားထက်သန်လာခြင်းကြောင့်ဖြစ်ပါတယ်။ Helium isotope ဟာကဘာမြေပေါ်မှာအလွန်ရှားပါတော့လေလကဘာမျက်နှာပြင်ပေါ်မှာပုံမှုများပြားစွာတွေ့ရပါတယ်။၎င်းဟာလကဘာသို့မဟုတ်ကဘာပေါ်ရှိနျူကလ িয়ার တပ်ပေါင်းပုံများကို လောင်စာဖြစ်တင်းရင်အတွက်အသုံးပြုနိုင်တာကြောင့်အနာကက်စွမ်းရင်အတွက်အဓိကအရေးမြစ်တစ်ခုဖြစ်လာနိုင်ပါတယ်။ပြီးခဲ့တဲ့လကဖင်လန်နိုင်ငံမှာ Blue Fox Company ဟာ Interlung Agata စီးပွားဖြစ်လုပ်ငန်းနဲ့သဘောတူညီမှုတရက်လက်မှတ်ရေးထိုးခဲ့ပါတယ်။၎င်းသဘောတူညီချက်အရလကဘာမှာ2.4ရရှိတဲ့ Helium 3ကို American Dollar တန်300တန်ဖိုးရှိပမာဏအထိဝယ်ယူမိဖြစ်ကြောင်းသိရပါတယ်။ Helium 3ပါဝင်လကဘာပေါ်ရှိ ရေခဲများဟာလည်းအလွန်အရေးကြီးတဲ့အရင်းအမြစ်ဖြစ်ပါတယ်။ရေခဲကိုစီမံထုတ်လုပ်နိုင်မှာကတောက်သုံးရေအောက်ဆီဂျင်နဲ့ဒုံးပြန်လောင်စာများထုတ်လုပ်နိုင်သောကြောင့်လက်ကပပေါ်မှာရေရှည်အရှိဆိုင်စခန်းများတည်ထောင်ရန်အတွက်မရှိမဖြစ်လိုအပ်ပါတယ်။သို့တော်လည်းလက်ကပမြေသားများစွာကိုတူးဆွမှသာ Helium 3ကိုရရှိနိုင်ခြင်းနဲ့လူအပ်သောစက်ပစ္စည်းများကိုပို့ဆောင်ရန်ကုန်ကျစရိတ်အလွန်ကြီးမားခြင်းတို့ကြောင့်လက်ကပ2.4ဟာ စည်းဝါးရေးအရာအကျိုးဖြစ်ထွန်းမှုရှိမရှိကိုသက်သေပြရန်စိန်ခေါ်မှုများစွာရှိနေပါတယ်။ Blue Origin အပါဝင် ကုမ္ပဏီများစွာလက်ကပါရေးမြများကိုမြေပြင်နဲ့ဂျိုပတ်လမ်းကြောင်းမှာစူးစမ်းရှာဖွေရန်စီမံကိန်းများရေးဆွဲနေကြပါတယ်။ကျွမ်းကျင်သူများရဲ့အဆိုအရလက်ကပါပေါ်မှာပထမဆုံးအကြိမ်နျူကလ িয়ার စွမ်းအင်ရေးမြစ်ကိုတည်ထောင်နိုင်တဲ့နိုင်ငံဟာလုံခြုံရေးအကြောင်းပြချက်နဲ့မဝင်ရနေမီ key out zone ကိုတက်မှတ်နိုင်ပြီဖြစ်ပြီးနောင်လာမယ့် လက္ခဏာဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများအတွက်ဥပဒေရေးအားစံနမူနာတစ်ခုကိုတင်ပြနိုင်လိမ့်မယ်လို့သုံးသပ်ထားပါတယ်။၎င်းဟာလက်ရှိအာကာသပြိုင်ပွဲရဲ့နိုင်ရှုံးကိုဆုံးဖြတ်နိုင်တဲ့အချက်တစ်ခုဖြစ်လာနိုင်ပါတယ်။